ဟယ်လိုအားလုံးပဲမင်္ဂလာပါဖိုးဘောမန်ချင်းကနေကြိုဆိုပါရစေဖက်ဘီဇီယိုရိုမန်နိုရဲ့ပေါ်ပြချက်အရဆိုရင်လီဗာပူးတင်းကလာမစ်နွေရာဒီအပြောင်းရွှေ့မှာအသင်းရဲ့တိုက်စစ်ကစားမဖြစ်သူဒါဝင်နူးနက်စ်နဲ့လူဝီဒီယက်စ်တို့ကိုရောင်းချသွားဖို့အတွက်လမ်းဖွင့်ထားတယ်ဆိုပြီးတော့ကျွန်တော်သိရတယ်လူဝီဒီယက်စ်ကိုတိုင်ကလည်းပြီးခဲ့တဲ့ report တွေမှာသူကိုတိုင်ဆိုတာထက်ပေါ့နော်ဒီဘာစီလိုနာကိုပြောင်းဖို့အတွက်ကစားမဖြစ်သူရဲ့ဘဏ်ကစန်တာရှိနေကြောင်းပြောထားတဲ့တဲ့တင်နေကျွန်တော်တွေ့ရတယ်ဆိုတော့ လီဗာပူးတင်းရဲ့ဘက်ကတော့လူဝစ်ဒီယက်စ်တို့ဒါဝင်နူးနက်စ်တို့ကိုလက်လွတ်ဖို့အတွက်ကျွန်တော်သာပြင်ဆင်ထားရတယ်ပေါ့ဗျာ။ဒါဖြစ်နိုင်ခြင်းအများကြီးရှိတယ်ဆိုပြီးတော့ဒီကစားမနေ့ရသလိုကိုရောင်းချနိုင်ခြင်းအများကြီးရှိတယ်ဆိုပြီးတော့ရိုမန်နိုကကျွန်တော်သူ့ရဲ့ဟွာမှာပြောထားတာ။ဆိုတော့လီဗာပူးတင်းရဲ့ပြည်သက်တွေနေနေရောဒီကစားမနေ့ရသလိုကိုရောင်းပြီးတော့နွေရာသီအပြောင်းအရွှေ့မှာအပြောင်းလဲတွေလှုပ်တင်တယ်လို့ထင်ကြလား။နံပါတ်၁ကတော့ကျွန်တော်နေတာဒီဒါဝင်နူးနက်စ်ဗျာ။တေးကြတဲ့ဒါဝင်နူးနက်စ်ကတော့လီဗာပူးတင်းပြည်သက်တွေရဲ့ကျွန်တော်သာမေတ္တာတွေချစ်တာတွေကိုရတော့မှာမဟုတ်ဘူးပေါ့နော်။ ဟိုတနေ့က PSG နဲ့ပွဲမှာ penalty လွဲတာတော့เนาะဒီရာဒီမှာတကယ်တကယ်ဒီ chance တွေကိုလွဲပြီးတော့ဒါဂိုးတွေပါတွေเนาะမသွင်းနိုင်တာဆိုတော့ Liverpool တင်းတိုက်စစ်မှာဆိုရင် Darwin Nunez စာဘယ်လိုမှအဆင်ပြေတယ်လို့ကိုကျွန်တော်မခံစားရဘူးပေါ့เนาะ Liverpool တင်းပြည်သက်တောင်တော်တော်များများရဲ့ဘက်ကလည်းဒီကစားမဖြစ်သူကိုသဘောမချကြဘူးဆိုတော့ လက်ရှိသူကိုယ်တိုင်ကလည်းပြောတကယ်တမ်းပြောမယ်ဆိုရင်အဲ့လောက်ကြည့်ဒီကောင်းနေတဲ့နေရာမှာမပါပါဘူးဒါဝင်နူးနက်စ်ကိုယ်တိုင်မှာဘာတွေရှိလဲဝါရိတ်တွေကျွန်တော်ကောင်းမယ်အမြင်ပေါ်တွေအားသာမယ်ဒါပဲအခွင့်အရေးဖန်တီးယူတဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့လောက်ကောင်းတဲ့ player မဟုတ်ဘူးအခွင့်အရေးတွေကိုအသုံးချတဲ့ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းအဲ့လောက်ထိကျွန်တော်ကောင်းတဲ့ကစားမှကျွန်တော်မဟုတ်ဘူးเนาะဒါအပြင် striker စစ်စစ်ဖြစ်ကစားတဲ့နေရာမှာဆိုလို့ရှိရင်ဘာ cleaning game မဖြစ်ဘူးဗျာဆိုတော့ liverpool team မှာဆိုလို့ရှိရင်ဒီကနေ့ရှင်ကြည့်ရင်ဒီကူဂျူတာလောက်တော့ကောင်းနေတာမဟုတ်ဘူး ါပေမဲ့ Nunes ကတိုင်းမဲ့လို့ Jota ကိုတိုင်းကဟိုဘယ်လိုပြောမလဲ injury ပြဿနာတွေနဲ့အများနဲ့လုံးပန်းနေရတယ်ဆိုတဲ့အခါကျတော့အဆင်မပြေတာเนาะဘယ်လောက်ထိတောင်မှတိုင်ပက်လဲဆိုလို့ရင် Jota မပါနေတဲ့ပွဲဒီမှာတောင်မှဒီ Darwin Nunes ကိုမထည့်ဘဲနဲ့ Luis Diaz ကို center forward ထားပြီးတော့ Cody Gakpo အစွန်ထုတ်တာလေးလည်းကျွန်တော်ရှိတယ်အဲ့လိုမျိုးဆိုတော့ Liverpool အသင်းအနေနဲ့ဒီ Darwin Nunes ကိုသဘောမကျတာကတော်တော်ကိုလက်ခံလို့ရတဲ့ပုံစံမျိုးပေါ့နော်အကယ်လို့ရောင်းချဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်လည်းဒါအများကြီးဖြစ်တဲ့နေသားမျိုးပါ Liverpool အသင်းရဲ့ဘက်က ဟိုအဖက်ဖက်ကဗောနော်ကျွန်တော်ဒီကစားမားတွေကိုအပြောင်းလဲလုပ်ဖို့သူတို့လိုးနေတာဒါပေတော့ဆာလာရဲ့ contract တို့เนาะအာနိုတို့ဘန်ဒိုက်တို့အပြင်ကျွန်တော်တို့ဒါဂူဒမားနေရာကလည်းအလစ်ဆန်ရှိနေသေးတယ်ဆိုပေမဲ့လည်းအသက်ရွယ်ရကျွန်တော်တို့အနေနဲ့ဗောနော်ဒါဘလင်းစီယာဂူဒမားခေါ်ထားတယ်ဘာညာဆိုတဲ့အခါကျတော့အပြောင်းလဲတွေကကျွန်တော်ဖြစ်မှာအဲဒါမျိုးဆိုတဲ့အခါကျတော့လေဘဦးတင်းအနေနဲ့လာမယ့်နေရာဒီအပြောင်းရွှေ့မှာသူတို့ကစားမားတွေကိုတက်တန်းတူအမှားတို့အပြောင်းလဲလောက်အမှားတို့ကအများကြီးရွယ်လောက်ဆရာတွေကဆိုတော့ဒီတဲကမှဒါဝင်နူးနက်စ်တို့ဘာတို့ကမဖြစ်မနေဆိုသလို ပူကောင်းတဲ့ကစားမတွေနဲ့အစားထိုးသင့်ပြောင်းလဲသင့်တဲ့အနေအထားမျိုးတွေအဲကြောင့်ဒါဝင်နူးနက်စ်အနေနဲ့ပေါ့နော်လေဘာဦးသင်းရဲ့ဘက်ကလာမင်နီယာဒီပြောင်းရွှေ့မှာရောင်းချခံရမယ့် player တယောက်ဖြစ်ကျွန်တော်သာထိတ်ဆုံးကရေဘန်းစားနေပြီးတော့နူးနက်စ်ကိုလေဘာဦးသင်းရဲ့ဘက်ကလက်လွတ်ဖို့တဲ့လမ်းဖွင့်ထားတယ်။ကြိုက်တဲ့ဘဲအသင်းကနေနေလာခေါ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပါ။နောက်တယောက် shock ဖြစ်စရာက Louis Diaz ပဲ။ဒီနေရာမှာ Louis Diaz ကကျွန်တော်တို့ဒီဒီဒီယာဒီကိုကျွန်တော်တို့ကြည့်ရင်ကိုဒီကပိုလောက်ထိကောင်းတဲ့ performance တွေသူမပြနိုင်ဘူး။ အဲ့မှာကိုရီကပူကဂျားထဲမှာ injury ပြဿနာတွေကြုံသွားတယ်ဆိုတော့သူ့ရဲ့ momentum တွေကျသွားပြီးတော့ပွဲတောင်မှပွဲထွက်ခွင့်ကိုကောင်းကောင်းကစားခွင့်မရသေးဘူး။ဟိုတနေ့က Newcastle နဲ့ပွဲမှာလည်းဒုတိယပိုင်းမှာဝင်ကစားရတယ်လို့ PSG တို့ဘာလို့လဲပွဲမှာလည်းဒုတိယပိုင်းကျမှဝင်ကစားရတယ်။ဆိုတော့ဟိုကိုရီကပူအတွက်ကအချိန်ကြီးမကောင်းနေတဲ့အချိန်မှာပွဲတိုင်းကစားခွင့်ရမနေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင် Louis Diaz ကနေပြီးတော့တကယ်မျောလင်းတဲ့ခြေစွမ်းနေမရဘူး။တကွရှိရဲ့ DR ဒီအစမှာတော့က Louis Diaz တော်တော်ကောင်းတာ။ ခုနှစ်ပွဲလောက်ထိနော်ခုနှစ်ပွဲလောက်ထိတင်တယ်တော်တော်ကောင်းတဲ့နေရာမှာပါတယ်ဂိုးတွေလည်းတွင်တယ်ဖန်တီးမှုတွေလည်းလုပ်တယ်ဒီနီးပြဖြစ်တဲ့အာနီစလော့ကိုတိုင်ကကစားမရဲ့အချိန်ဒီကိုအကောင်းဆုံးဖြစ်အောင်သူအသုံးချနိုင်ခဲ့ပြီးတော့တောင်ပေါ်မှာလူဝစ်ဒီအက်စ်နော်ဆာလာဆိုတဲ့တောင်မနီကဂိုးတွေတွင်တယ်ဖန်တီးမှုတွေလုပ်တယ်နဲ့တကယ်ကောင်းပြနေတာသူတပင်တန်မြန်နေပါ ਈ သွားတာမျိုးပဲဖြစ်ဖြစ်ဗျပရက်ဆင်လောက်တာမျိုးတွေပဲဖြစ်ဖြစ်လူဝစ်ဒီအက်စ်တို့ကစားမတွေကဒါတကယ်တကယ်ကောင်းအောင်ကစားပြခဲ့တာဒါပေမဲ့နောက်ပိုင်းကိုရီကပူလည်းခြေသွမ်းပြလာတယ်လူဝစ်ဒီအက်စ်ကဖြည်းဖြည်းချင်းပျောက်လာတယ် ဘလောက်တီတောင်ဖြစ်လဲဆိုလို့ချင်းခုနကပြောလို့ပဲသူ့ရဲ့တောင်ပန်ကနေပြီးတော့တိုက်စစ်ကိုဝင်ကစားတဲ့အထိပါသူ့ကိုနေရာတွေပါပြောင်းပြစ်တာအဲ့လိုမျိုးဆိုတော့ Louis DS ကလည်းထင်တဲ့လောက်ထိတော့ DR ဒီမှာဟိုဘယ်လိုခြေသွမ်းတွေကရမနေဘူးလို့ကျွန်တော်ပြောလို့ရတယ်ရမနေဘူးပေါ့နော်ဒါမာနီကိုအတင်းကနေပြီးတော့လက်လွတ်ပြီးကြတဲ့ကမာနီနေရာကိုအစားထိုးနိုင်မဲ့ player တစ်ယောက်ပြင်မျှော်လင့်ခဲ့ကြတာခြေသွမ်းပြနေတဲ့ပွဲတွေမှာတောင်မှမာနီကိုမှီအောင်ကစားနိုင်ခြင်းတော့မရှိဘူးပေါ့ဗျာဒါပေမဲ့လည်းလို့ပေါ့နော် Louis DS အနေနဲ့ ခြေသွမ်းပြခဲ့တဲ့ပွဲစဉ်တွေတော့ရှိတယ်တိုးတော့ဘာစီလိုနာကိုပြောင်းမလာပေါ့ဘာစီရဲ့ဘက်ကတော့ဒီရာဖင်ညာကအဲ့ဒီ left wing မှာကစားနေတယ်ဆိုပေမဲ့လို့သူကိုယ်တိုင်ကတောက်လျှောက်ခြေသွမ်းနေပြဂိုးတွေတွင်းနေတာဆိုတော့ဟိုဘာစီလိုနာရဲ့ဘက်ကလည်းကစားမကောင်းတွေကိုထက်ပြီးတော့ left wing မှာအားဖြည့်ဖို့ကြိုးပမ်းနေတဲ့အနေအထားမှာကစားမကိုယ်တိုင်ကဘာစီကိုပြောင်းကျင်တာနဲ့ဘာနဲ့ဆိုရင်လီဗာပူးတင်ရဲ့ဘက်ကလက်လွတ်ဖို့ကြိုးပမ်းသွားမယ်ခြေနေမျိုးပါကျွန်တော်ကတော့လီဗာပူးတင်အနေနဲ့အကယ်လို့ Louis Diaz ကိုလက်လွတ်မယ်ဆိုလို့ရှိရင်အများကြီးပူကောင်းတဲ့ကစားမနဲ့အစားထိုးနိုင်မှာတော်ကကြမှာ မဟုတ်ဘူးဆိုလို့ရှိရင်တော့မလွယ်ဘူးပေါ့နော် DS ကအနည်းဆုံးတော့ဗျာပရီးမီးယားလိရဲ့ကစားမအများစုတောင်ပန်ကစားမအများစုတော့ကောင်းနေသေးတာအဲ့လိုကစားမကိုရောင်းချဖို့ကြိုးပမ်းမယ်ဆိုလို့ရှိရင်တော့ Liverpool အတွက်ပြန်လဲအစားထိုးဖို့ကတော်တော်ကြီးကောင်းတဲ့သူနေမှာအဆင်ပြေမှာမဟုတ်လို့ရှိရင်တော့မလွယ်ပါဘူးเนาะဆိုတော့ဒါကြောင့် Liverpool Louis DS ကတော့ Liverpool တင်းနေနဲ့ဦးစားပေးပြီးတော့ရောင်းချဖို့ကြိုးပမ်းတင်းနေတယ်မှာပါတယ်လို့ကျွန်တော်မထင်ဘူးညီကတို့နေနေရောဘယ်လိုမြင်ကြလဲဆိုတော့ Darwin Nunez ကတော့လုံးဝကိုရောင်းဖို့เนาะရောင်းရမယ့်အခြေအနေမျိုးပါဆွေးနွေးကြပါဦးဆိုတော့ကြည်ကြွားပြီးတဲ့ညီကိုများလုံးကိုကြည်တူများကြီးတင်ပါတယ်